ကစားသမားတိုင်းတော့ကတော့ဒါစီကင်းရအိမ်မက်ပဲပေါ့နော်အဲ့တို့ကြောင့်မလို့ဒီစီကင်းမှာအခုပေါင်းခွင့်ရတော့မလို့ရန်ဝတ်တာပါတယ်သူလည်းမြားစလေအတိုင်းမသိပြောပါတယ်အမ်သူတို့ဘုံယူရအောင်လဲအကောင်းဆုံးကြိုးစားပြီးတော့ရလက်ဟိုအကောင်းဆုံးရလက်ရအောင်တော့ဟုတ်ပါပြီကြိုးစားလာမှာဝမ်းတာတော့ဘောနောစီကင်းဆိုတာအမ်နတ်ကြီးတွေဘုပြောမှာဘောနောအမ်အဲကြောင့်အများကြီးလည်းဝမ်းတာပါတယ်လို့အများကြီးလည်းကြိုးစားတာပါမရှိစီမကလာတခုခုဝင်ချင်းလေအခုကတော့ညီမတို့အတွက်ကတော့နည်းနည်းယုံကြည်မှုရှိရပါတော့စီမီ တက်ဖို့လည်းညီမတို့ယုံကြည်တယ်။ဘာလို့လဲဆိုတော့ညီမတို့အခုကန့်သွင်းထားတဲ့ကာလနဲ့ပြီးရင်ဒီဘက်တင်ထားတဲ့ဒီနေ့စနစ်ပိုင်းတွေမှာညီမတို့အရင်ကတည်းကစာအုပ်ချက်အများကြီးပြောင်းလဲသွားတယ်ပေါ့နော်။တိုးတက်လာချင်းချင်းတိုးတက်လာလေးလည်းတွေ့ရတယ်။ပိုပြီးစီယုံလာတာလည်းရှိတယ်။အဲဒါကြောင့်မလို့ညီမတို့အခုဒီကံမဲ့ဒီအုပ်စုပေါ်မှာစီမီတက်မယ်လို့ယုံကြည်ပါတယ်။အခုကတော့ဒါကြိုပြီးထွက်တာပေါ့နော်။ကြိုင်ပွဲကတော့ဒီလူသေးရောက်ပေါ့။ဒါကကညီမတို့9ရက်နေ့ကိုအဲဟိုဒီမှာလဲခြေစမ်းပွဲလေးကစားပြီးမှသာ ဒီ time မှာဒီစီကိတ်တော့သွားပြန်ပြီးတော့ထပ်ထွက်နေတယ်ဒါကဒုတိယအချိန်မှာညီမတို့ကတော့ပထမအချိန်မှာတော့ညီမတို့ကဟိုပါဘောနော်ဖွဲ့စည်းမှုအားနေတဲ့အတွက်ကြောင့်မလို့ဘောနော်အဲဒီ ရှုံးရှုံးတော့လည်းရှုံးခဲ့ပေါ့ဒါပေမဲ့ဟိုကအတွေ့အကြုံတွေတော့အများကြီးရခဲ့ပါတယ်အဲအခုကတော့ညီမတို့အတွက်ကတော့နည်းနည်းယုံကြည်မှုရှိရပေါ့နော်စီမီတက်ဖို့လည်းညီမတို့ယုံကြည်ရဘာလို့လဲဆိုတော့ညီမတို့အခုကန့်သွင်းထားတဲ့ကာလနဲ့ပြီးရင်ဒီဘက်တင်ထားတဲ့ဒီနေ့စနေပိုင်းတွေမှာညီမတို့အရင်ကထက်ဆောက်ချက်အများကြီးပြောင်းလဲသွားတယ်ပေါ့နော်တိုးတက်လာအချင်းချင်းတိုးတက်လာလေးလည်းတွေ့ရတယ်ပိုပြီးစီယုံလာလည်းရှိတယ်အဲဒါကြောင့်မလို့ညီမတို့အခုဒီကံမဲ့ ဒီအုပ်စုဘက်မှာစီမီတက်မယ်လို့ယူချပါတယ်။ဟုတ်ရခဲ့ပါတယ်။ဘာလို့ဆိုထိုင်းကဟိုပါဘောနော်နမကြီးဘောနော်ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကြီးရဲ့ပြီးနမကြီးတဲ့ဒီတက္ကသိုလ်အသင်းကြီးရဲ့ပြီးလို့ရှိရင်လည်းထိုင်းလေဗီရှင်အသင်းနဲ့ပါငါတို့ခြေစမ်းမဲ့ကစားရအောင်မလို့အဲကိုယ့်ရဲ့အားနဲ့ချက်ပေါ့နော်ဒီကကိုယ့်ရဲ့အားနဲ့ချက်တွေအသာချက်တွေကိုအဲအဲ့မှာမြန်ဝါထိုင်နေခဲ့ရပေါ့အဲ့ဒါကိုပြန်လာပြီးတော့ဒီမှာပြန် join နေပြန် join ပြီးနေပြအဲ့ရဲ့ကိုယ့်ရဲ့အားနဲ့ချက်တွေကိုပြန်ပြီးပြင်လာခဲ့ရပါဟုတ်ပြောပါတယ်ဘာလို့ဆိုဒါလေဗီရှင်လေဗီရှင်ကကစားသမားတိုင်းတော့ကတော့ဒါစီကင်းရအိမ်မက်ပဲပေါ့နော် အဲ့တော့ကြောင့်မလို့ဒီစီကိတ်မှာအခုပါဝင်ရတော့မလို့ရန်ဝတ်တာပါတယ်ပြောပါတယ်ဘာဖြစ်ဖြစ်ဒီဟာအဓိကဒီစီကိတ်ကစားဖို့အတွက်ပဲဒီမှတ်ချက်ထားတာဆိုတော့သူလည်းမကြားစလဲအတိုင်းမသိပြောပါတယ်အမ်သူတို့ခုံယူရအောင်လဲအကောင်းဆုံးကြိုးစားပြီးတော့ရလဲဟိုအကောင်းဆုံးရလဲရအောင်တော့ဟိုပါကြိုးစားလာမှာ ဒီညီမတို့ခုစုဖွဲ့ထားတဲ့စုဖွဲ့ဆိုလို့ရှိရင်စီနီယာနဲ့ဂျူနီယာမျှရလို့ပြောရမယ်။အဲမျှတဲ့ခါမှာညီမတို့ကအခုကာလာရှေတခါမှဘောနော်ဒီကာလာရှေမသွင်းဘူး။ဒါပေမဲ့အခုကာလာရှေကန်သွင်းတဲ့ခါမှာကျွန်တော်တို့အဲဘေးဥချိဆက်တွေအဲသူကဘာလို့ကျွန်တော်ကိုဘာလို့ကျွန်တော်အဲ့ဒါလေးရတော်တော်တာတယ်မင်းတို့ရှိပါတယ်။အကောင်းဆုံးစူးစမ်းပါမယ်လို့အဲပြည်သက်တွေလိုချင်တဲ့အရာအရာကိုလည်းဘောနော်ရအောင်ယူခဲ့ပါမယ်လို့ပြောချင်ပါတယ်။ ကျွန်တော်တို့ဖူးဆယ်ကိုလည်းအားပေးပါလို့ကျွန်တော်လည်းအကောင်းဆုံးစ조사ပြီးတော့ကလာတစ်ခုရအောင်တော့조사ခဲ့ပါဝမ်းသာတော့ဘောလုံးစီကင်းဆိုတာအမ်နတ်ကြီးတွေဘုပြောမှာဘောတော့အဲအကြောင်းအများကြီးလည်းဝမ်းသာပါတယ်လို့အများကြီးလည်း조사တာပါအခုတော့ပထမဆုံးတော့ဟုတ်ပါ့မဟုတ်ဆုံးဟုတ်တယ်ဒီနေ့ပထမဆုံးရင်ခုန်တဲ့ပုံစံလေး အတိုင်းမသိရင်ခုံအရရင်ခုံလာပေါ့တော့ပြောလို့မရအောင်နောက်ဒီမျိုးနဲ့ထားလိုက်တာစကိတ်ပေါ့ဆိုတော့လည်းအိမ်မက်ပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်စကိတ်ပါမလို့တော့မထင်ဘူးဒါပေမဲ့လည်းဖျားခင်ကျေစုတော့ပါလာတာပေါ့အိမ်ကပါပါတော့ငယ်တဲ့အိမ်မက်လားအော်တယ်ငယ်တော့အိမ်မက်ဟုတ်တယ်ဒီစကိတ်ကပထမဦးဆုံးပေါ့ အကောင်းဆုံးလောက်လုပ်တော့မှာတူတင်ပြင်ဆင်တာကတော့အတင်းနဲ့အများကြီးတော့ပြင်ဆင်ထားပါတယ်ဟုတ်သူတို့လည်းအများကြီး sport team ပေးတယ်အများကြီးလည်းဝမ်းသာတယ်အနည်းချင်းကတော့အဲ့အချိန်ဖြတ်ကျော်ခဲ့ရရှင်တော့အခက်ခဲတာပေါ့ဒါပေမဲ့အခုချိန်ပြန်သူရဲ့ချိန်မှာတော့ပျော်သွားတာပေါ့အဲ့အခက်ခဲတွေမရှိတော့ဘူးဒီစီကင်းမာတာတကလားကုကုဝင်တော့မယ်ဆိုရင်ဘူမကောင်းတာပေါ့ရင်ခွန်တာပေါ့နော်ညာရင်ခွန်တာပေါ့ပြန်လို့ဘူးအဲ့ဒါထားပြီးတော့အဲ့လိုဒါလား